ဒီ status တခုမှတ်ထားတာ ਨੇ စာလုံးရတာလွယ်တော့မယ်မှတ်ရခက်တဲ့စာတွေကိုလည်းဒီလိုနီးလန်းနေလွယ်အောင်မှတ်လို့ရတော့မယ်အင်းငယ်လေးကိုပြ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 မယ် ဒီနီးလဲရဲ့နာမည်တော့ဒီမှာရေးထားတဲ့အတိုင်းနမောနီလို့ခေါ်တယ်နမောနီဆိုတာအတူခေါက်သကလုံးလေးမှတ်တာပေါ့နော်ဒီမှာဆိုရင်တော့ယောဂါရဲ့အကြောင်းကိုအတူခေါက်လေးမှတ်ပြသွားပေးမယ်ဒီမှာဆိုရင်ယောဂါသုံးခုရေးထားတယ်ပေါ့နော်ဒီဟာလေးကိုဒီတိုင်းကြီးနှုတ်တိုက်ကြက်နေမယ်ဆိုဘယ်လိုမျိုးလုပ်ရမလဲဆိုတာဒီဗီဒီယိုလေးမှာပြပေးပါမယ်အင်ဇိုင်းမပေါ့နော်အင်ဇိုင်းမယောဂါမှာသူ့မှာနည်းတဲ့အရာလေးတခုရှိတယ်အဲ့ဒါအစ်စတိုင်းကိုလင်းလို့ခေါ်တယ်ပေါ့နော်အတိအကျဖြစ်နျူထရန်စမီတာလေးပြောတာဖြစ်တယ်အစ်စတိုင်းကိုလင်း A နောက်က LD low ဆိုပြီးပြောတာပေါ့နော်အဲ့မှာ AL ကိုမြင်တာနဲ့ acetyl cholin low ဆိုတာကိုကတန်းပြီးတော့သိသွားရေပေါ့နော်နောက်တစ်ခါ Parkinson Parkinson တုံတုံရင်ဖြစ်တဲ့ဟာပေါ့နော်အဲ့မှာဆိုရင် PPDD ဆိုပြီးအလဲကောက်မှတ်လိုက်မယ်ပေါ့နော်အဲ့မှာဆိုရင် PD Parkinson PD pool ဆိုပြီးမှတ်လိုက်ပါတယ် DD dopamine နောက်တစ်လုံးကကျွန်တော် down ပေါ့အမ Parkinson pool dopamine down အဲ့တော့ Parkinson ကိုမြင်တာနဲ့ dopamine နဲ့ဆိုတာသိသွားပါပြီနောက်တစ်ခါကျတော့ epilepsy epilepsy မှာ ECG X ဆိုပြီးတော့မှတ်ထားမယ်အဲ့မှာဆိုရင် epilepsy ဒီ ကာဘာဂုံပေါ့နော်ဂျီကာဘာဆိုတဲ့အရာလေးဒီဂုံဆိုတာဒီမှာနဲတာပေါ့နော်ဒီနည်းနဲ့အဖြစ်ဒီယောဂ၃ခုကဘလို့ကြောင့်ဖြစ်ပါလဲဆိုတာကိုတန်းပြီးတော့တည်သွားပြီပေါ့နော်ဒီလိုမျိုးပဲနမောနစ်ဆိုတာကဘယ်ဘာသာကိုလေ့လာလေ့လာဒီလိုမျိုးလေးရှာကြည့်လို့ရတယ်ဒီမှာဆိုရင်ပါကစ္စတန်ရဲ့နမောနစ်ဆိုပြောလေဒီမှာဆိုသူတို့ပြောတဲ့နမောနစ်လေးရှိမယ်ဒါပေမဲ့ဘာလေ့လာလို့ရမလဲဆိုတော့အမ်ကမစထရီနမောနစ်ပေါ့နော်ဒီမှာဆိုရင် ကမ်စီတွေဒီမှာဆိုရင်ဟိုဟာတွေဗဇရာတွေဒါတွေကိုလေ့လာလို့ရတာရှိတယ် tricks တွေ mnemonic တွေဒီမှာဆိုရင်အကောင်းဆုံးပြောထားကြအောင်ကမ်မစီဥမာ o level နော် biology o level ဆိုလို့ရှိရင်အာဒီမှာပြပြမယ်ဒီမှာဆိုလို့ရှိရင် uh, memorize in 5 minutes ပေါ့ဒီလိုမျိုးပဲ mnemonic တွေကိုတော်တော်များလေ YouTube မှာလေဒီနေ့ဒီ TikTok မှာလေ TikTok မှာလေတော်ပြီးကြည့်လို့ရတယ်အဲ့တော့ဒီ mnemonic ကိုကိုကိုအောင်ရှာနေစရာတော့မလိုဘူးဒီလိုမျိုး YouTube မှာကြည့်ရဖြစ်ဖြစ် TikTok မှာကြည့်ရဖြစ်လုပ်လို့ရတယ်အာ music corner ကတော့ဘယ်လိုလဲဆိုတော့တစ်ခါတော့ AI နဲ့ထုတ်ဖြစ်တယ်အမှ ChatGPT တို့အဲဒီလိုဟာတွေမှာမေးပြတဲ့ပုံတော့ဒါလေးကိုဘယ်လိုမျိုးမှတ်မိလွယ်အောင်လို့မှတ်ရမလဲဆိုရင်ဒီနေ့လည်းမေးပြပါတယ်အဲ့တော့ကိုစာလေးလာနေပါလားရှိလို့ရှိရင်လေ YouTube မှာတော်ပြီးတော့ mnemonic လို့ရှာကြည့်ပါလောကမရှိခဲ့ဘူးဆိုလို့ရှိရင် AI ကိုတော်ပြီးတော့ဒီဟာလေးဆိုရင်ဘယ်လို mnemonic လေးနဲ့မှတ်လို့ရမလဲဆိုတာကို AI ကိုတော်ပြီးတော့မေးကြည့်ကြ ါပါလို့အဲဆိုလို့ရှိရင်ဒီ morning ဆိုရင်နီလန်လေးနဲ့စားလွှဲအောင်လှုပ်လို့ရပြီမို့လို့ဒီနေ့လေးကိုထိုင်ကြည့်ခဲ့ကြပါလို့အားလုံးပဲနောက်ထပ် study tips ပြီးတော့ပြန်တွေ့ပါမယ်ဘာဘာမှာ